မိတ်ဆွေတို့တောထဲမှာခွေးလေးတစ်ကောင်နဲ့လူငယ်လေးတစ်ယောက်တို့ရဲ့ခင်မင်မှုကဘလောက်အထိခိုင်မာနိုင်မလဲဆိုတာစဉ်းစားကြည့်ဘူးပါဒလား Chalk of the Bushveld ဆိုတဲ့အစာအုပ်ထဲမှာတော့တာမန်ခွေးပေါက်လေးတစ်ကောင်ကတစ္ဆာရှိတဲ့မိတ်ဆွေဖြစ်လာပြီးလူငယ်လေးအဘွားကိုဘလို့ပြောင်းလဲစေလဲဆိုတာကိုဖတ်ရှုရမှာပါသူတို့နှစ်ယောက်ရဲ့စွန်စားခန်းတွေအတူတူရင်ဆိုင်ရတဲ့အခက်အခဲတွေကမိတ်ဆွေတို့ကိုဘလို့သင်ခန်းစာတွေပေးနိုင်မလဲ။ မိတ်ဆွေတို့ရေဒီစာအုပ်ကိုဘယ်သူရေးတာလဲဆိုတာသိချင်ကြမှာပါဒီစာအုပ်ကို Pacifist Patrice ဆိုတဲ့စာရေးဆရာကရေးသားခဲ့တာပါ သူဟာတောင်အာဖရိကမှာနေထိုင်ခဲ့ပြီးသူ့ရဲ့ကိုတွေ့တွေ့ကြုံတွေကိုအခြေခံပြီးဒီစာအုပ်ကိုရေးခဲ့တာပါသူရဲ့စွန်စားခန်းတွေတောထဲမှာတွေ့ကြုံခဲ့ရတဲ့အရာတွေကိုစာအုပ်ထဲမှာထည့်သွင်းရေးသားထားတာကြောင့်ဒီစာအုပ်ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် Jock of the Bushveld ဆောင်ရဲ့အဓိကအကြောင်းအရာကတော့လူငယ်လေးတစ်ယောက်နဲ့ခွေးလေးတစ်ကောင်တို့ရဲ့ခင်မင်မှုနဲ့စွန့်စားခန်းတွေအကြောင်းပါလူငယ်လေးဟာအနေရများတဲ့တော်တဲ့ကိုစွန့်စားသွားဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီမှာကြော့ဆိုတဲ့ခွေးလေးနဲ့တွေ့ဆုံခဲ့ပါတယ်ကြော့ဟာအမိုက်ပုံတွေကခွေးပေါက်လေးဖြစ်ပေမဲ့အရန်ကိုတစ္ဆာရှိပြီးရဲရင်တဲ့ခွေးလေးပါသူတို့နှစ်ယောက်ဟာတော်ထဲမှာအတူတူရှင်သန်ဖို့စူးစမ်းကြရင်ခင်မင်မှုတွေပိုမိုခိုင်မာလာပါတယ် ဒီစာအုပ်ထဲမှာရှင်တန်ရက်တီရဲ့အတွက်သင်ခန်းစာတွေအများကြီးပါပါတယ်။လူငယ်လေးကကြော့ကိုအမဲလိုက်ပြီးခြေရာခံနည်းနဲ့တောထဲမှာရှိတဲ့အန်နီယယ်တွေကိုဘယ်လိုရှောင်ရှားရမလဲဆိုတာသင်ပေးပါတယ်။ကြော့ကလည်းသူ့ရဲ့အသိဉာဏ်နဲ့အန်နီယယ်တွေကိုလူငယ်လေးကိုသတိပေးပါတယ်။တောထဲမှာတွေ့ရတဲ့တရိတ်ဆန်တွေ၊တားရဲ့တရိတ်ဆန်တွေကနေသူတို့နှစ်ယောက်ဟာသတိရှိဖို့တီးခံဖို့နဲ့တဘာဝတရားရဲ့မျှတမှုကိုလေ့လာသင်ယူကြပါတယ်။ ကျော့နဲ့လူငယ်လေးတို့ရဲ့ပထမဆုံးအမဲလိုက်ခီးကလည်းအယံကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ဒရက်တကောင်ကိုသူတို့လိုက်ဖမ်းတဲ့အခါမှာကျော့ရဲ့ရဲရင်မှုနဲ့ဆွဲလုံးလာကိုတွေ့မြင်ရပါတယ်။ကျော့ဟာဒရက်ကိုခြေရခံပြီးဖမ်းဆီးနိုင်ခဲ့တာကြောင့်သူ့ရဲ့တတ်မိုးကိုတတ်တည်ပြနိုင်ခဲ့ပါတယ်။ဒီအမဲလိုက်ခီးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံမခိုင်ပါစေပြီးလူငယ်လေးရဲ့ယုံကြည်မှုကိုလည်းတိုးပွားစေပါတယ်။ နောက်ပိုင်းမှာလူငယ်လေးဟာတောထဲမှာလမ်းပျောက်သွားတဲ့အခါချော့ကသူ့ကိုကူညီခဲ့ပါတယ်။ချော့ရဲ့အကူအညီနဲ့သူတို့နှစ်ယောက်ဟာ အနည်းငယ်များတဲ့တောလမ်းတွေကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်။ဒီအတွေ့အကြုံကတောရဲ့အင်အားနဲ့တတိရှိဖို့ဘလောက်အရေးကြီးလဲဆိုတာကိုတတိယစီပါတယ်။ကုတူးလို့ခေါ်တဲ့တားကောင်ကြီးတကောင်ကိုလိုက်ဖမ်းတဲ့အခါမှာလဲကျောရဲ့တတိနဲ့ဆွဲလုံးလာကိုထပ်မံတွေ့မြင်ရပါတယ်။ ဒီအမဲလိုက်ခီးကတဘာဝတရားကိုလေးစားဖို့နဲ့မထင်မှတ်ထားတဲ့အနေအရွေကိုရင်ဆိုင်ဖို့သင်ခန်းစာပေးပါတယ်။ချင်းမာကိုကဲဆိုတဲ့ဇူလူလူမျိုးဒရိုင်ဘာတယောက်ကလည်းလူငယ်လေးရဲ့ခီးမှာပါဝင်လာပါတယ်။ချင်းရန်ဟာတောအကြောင်းကိုကောင်းကောင်းသိပေမဲ့သူ့ရဲ့စိတ်မတည်ငြိမ်မှုနဲ့အရက်တောက်တဲ့အချင်းတွေကစိန်ခေါ်မှုတွေဖြစ်စေပါတယ်။ဒါပေမဲ့ချင်းမဲရဲ့တစ္ဆာရှိမှုနဲ့ခွန်အားကတော့ညင်းလို့မရပါဘူး။ ဂျင်ရရဲ့ပါဝင်မှုကတောထဲမှာရှိတဲ့မတူညီတဲ့လူတွေအကြောင်းနဲ့သူတို့စီကတင်ယူနိုင်တဲ့သင်ခန်းစာတွေကိုဖော်ညွှန်းပါတယ်။တခါမှာသူတို့ရဲ့ခီးစဉ်ဟာဘန်တန်လို့ခေါ်တဲ့အောက်စ်တကောင်ကြောင့်ရပ်တန့်သွားပါတယ်။ဘန်တန်ဟာဘလိုနီးနဲ့မှလှုပ်ဖို့ညှဉ်းဆန်နေတာကြောင့်ဒရိုင်ဘာတွေကသူ့ကိုနှီးမျိုးစုံနဲ့ချိန်ချောက်ပေးမဲ့မရပါဘူး။နောက်ဆုံးမှာသူ့ရဲ့ကောင်းကိုရေပုံးထဲမှာနှက်လိုက်တဲ့အခါဘန်တန်ဟာလန့်ပြီးရုံးထွက်ကလဲကိုဆွဲသွားပါတယ် ဒီဖြစ်ပျက်ကခီးသွားတဲ့အခါကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေနဲ့ဆွေးရှိဖို့ဘလောက်အရေးကြီးလဲဆိုတာကိုပြသပါရစေ။ပါရာဒိုက်ကန်ဆိုတဲ့နေရာမှာတော့အပူချိန်ပြင်းတဲ့တောထဲကနေခဏတာအပန်းဖြေနိုင်ပါတယ်။ဒီနေရာမှာအေးမြတဲ့လေနဲ့ကြည်လင်းတဲ့စမ်းကြောင်းတွေရှိပါတယ်။ဒါပေမဲ့ရာသီဥတုကအမြဲတမ်းပြောင်းလဲနေပြီးမိုးရွာတာမုန်တိုင်းထန်တာတွေကတောရဲ့အင်အားကိုသတိပေးနေပါတယ်။ဒီလိုစိန်ခုံမှုတွေကြားတဲ့ကပါရာဒိုက်ကန်က ခီးသွွားတွေကိုအာရင်ပြန်ပြည့်စေပါတယ် ကျောခါရက်ဆက်တဲ့ပိုင်ရှင်ရှိတဲ့မြောက်ဝံတကောင်နဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ဒီမြောက်ဝံဟာခွေးတွေကို တိုက်ခိုက်ဖို့လေ့ကျင့်ထားတာကြောင့်အရန်ကိုကျန်းတန်းပါတယ်။ဒါပေမဲ့ကျောကသူ့ရဲ့ဉာဏ်ရည်နဲ့မြောက်ဝံကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒီအဖြစ်ပြက်ကကျောရဲ့ရဲရင်မှုနဲ့ကြွန့်ကျင်မှုကိုပြသပြီးတော်ထဲမှာရှင်တန်ဖို့ခွန်အားနဲ့ဉာဏ်ပညာဘလောက်အရေးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြပါတယ်။ နောက်ဆုံးခီးမှာခီးသွွားတွေဟာပင်မနွမ်းနယ်မှုနဲ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့ရိခါတွေနဲ့ပါလာပြီးတောရဲ့စိန်ခေါ်မှုတွေကိုလည်းဆက်လက်ရင်ဆိုင်နေရပါတယ်။နွားတွေကလည်းခီးပန်းလာကြောင်းတေဆုံးကုန်ကြပါတယ်။ခီးသွွားတွေဟာဘာကိုထားခဲ့ရမလဲဆိုတာကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရပါတယ်။ဒီခီးကသူတို့ရဲ့ခံနိုင်ရည်အားကိုစမ်းသပ်ပြီးသူတို့ရဲ့ရည်မှန်းချက်ကိုအရောက်သွားနိုင်ဖို့တွန်းအားပေးပါတယ်။ ဂျော့ရဲ့နောက်ဆုံးဆွန့်လို့အနစ်နာခံမှုကတော့သူ့တခင်ရဲ့ပစ္စည်းတွေကိုတခိုးတယောက်လက်ကနေကာကွယ်ဖို့စူးစမ်းရင်းဖြစ်ပွားခဲ့ပါတယ်။လရောင်အောက်မှာဂျော့ဟာတခိုးနဲ့ရင်ဆိုင်ခဲ့ပြီးသူ့တခင်ကဂျော့ကိုတခိုးလို့မှားထင်ပြီးပြစ်ခတ်လိုက်ပါတယ်။ကျော့ရဲ့တည်ဆုံမှုကသူ့ရဲ့တစ္ဆာရှိမှုနဲ့ရဲရင့်မှုကိုတတ်တည်ပြပြီးသူ့ကိုတီးတဲ့သူတွေပေါ်မှာအမတ်တရားတွေကြံ့ရင့်စေခဲ့ပါတယ် ဂျော့ရဲ့ပုံမြင်ကလူနဲ့ခွေးကြားကခင်မင်မှုနဲ့ချစ်ချင်းမေတ္တာအတွက်ပေးဆက်မှုတွေကိုဂုဏ်ပြုပါတယ်။ဒီစာအုပ်ထဲမှာဂျော့ကတစ္ဆာရှိပြီးရဲရင်နဲ့ခွေးလေးတစ်ကောင်ပါ။သူဟာခွေးပေါက်လေးဘဝကနေစပြီးမယုံနိုင်လောက်အောင်ကြီးပြင်းလာခဲ့ပါတယ်။လူငယ်လေးနဲ့ဂျော့တို့ရဲ့ခင်မင်မှုကဘယ်ယာနဲ့မှနှိုင်းရှင်လို့မရပါဘူး။သူတို့နှစ်ယောက်ဟာအတူတူစွန့်စားခန်းတွေရင်ဆိုင်ကြရင်တယောက်ကိုတယောက်ကူညီဆောင်ရှောက်ကြပါတယ် ဂျော့ရဲ့အတိညာနဲ့တတိကသူတို့ရဲ့ရှင်သန်ရက်တည်ရဲ့အတွက်အရေးပါပြီးတောထဲမှာအတူသွားလာဖို့မရှိမဖြစ်လိုအပ်ပါတယ်။လူငယ်လေးကစွန်စားခြင်းစိတ်ပြင်းပြပြီးတောထဲကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာခီးသွားရင်ကိုကိုကို ရှာဖွေတွေ့ရှိပြီးရှင်သန်ရက်တည်ရဲ့အတိတ်ပဲနဲ့ခင်မင်မှုရဲ့တန်ဖိုးကိုတင်ယူခဲ့ပါတယ်။ဂျော့နဲ့လူငယ်လေးတို့ရဲ့ဆက်ဆံရေးကသူ့ကိုယုံကြည်မှုတစ္ဆာရှိမှုနဲ့တဘာဝတရားရဲ့မျှတမှုကိုတင်ပေးပါတယ်။ ဂျင်မမာကိုကဲကတော့ဇူလူလူမျိုးဒရိုင်ဘာတယောက်ဖြစ်ပြီးခွန်အားနဲ့စိတ်မတည်ငြိမ်မှုတွေကြောင့်လူသိများပါတယ်။သူဟာလူငယ်လေးရဲ့ခရီးမှာအရေးပါတဲ့သူတယောက်ဖြစ်လာပါတယ်။တောအကြောင်းကိုသူကောင်းကောင်းသိပေမဲ့သူ့ရဲ့စိတ်မမှန်မှုနဲ့အရက်ဆွဲနေတဲ့အကျင့်ကအခက်ခဲတွေဖြစ်စေပါတယ်။ဒါပေမဲ့ဂျင်မရဲ့တစ္ဆာရှိမှုနဲ့ခွန်အားကတော့ငြင်းလို့မရပါဘူး။ကူရူးဆိုတဲ့တားကောင်ကြီးကတော့လူငယ်လေးရဲ့အမဲလိုက်ခီးမှာ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ခွန်အားနဲ့ဉာဏ်ရည်ကလူငယ်လေးနဲ့ကြောတိုးကိုအခက်ခဲတွေနဲ့ရင်ဆိုင်စေပါတယ်။မြတ်ဝန်ကတော့ခွန်အားနဲ့ဉာဏ်ရည်ထက်မြက်မှုကြောင့်လူသိများပါတယ်။သူဟာခွေးတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်ထားတာကြောင့်အယံကိုရက်ဆက်ပါတယ်။ဂျော့ခ်နဲ့မြတ်ဝန်တို့ရဲ့ရင်ဆိုင်မှုကတောထဲမှာရှင်တန်ဖို့ခွန်အားနဲ့ဉာဏ်ပညာဘလောက်အရေးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြပါတယ်။ Job of the Bush Fair စာအုပ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနိုင်ပါတယ်။တချို့ကဒီစာအုပ်ထဲမှာတရိတ်ဆန်တွေကိုတက်ဖြတ်တဲ့မြင်ကွင်းတွေကိုထည့်သွင်းရေးသားထားတာကိုမကြိုက်ကြပါဘူး။တောထဲမှာရှင်တန်ဖို့အတွက်အမဲလိုက်တာကမလွဲမရှောင်တာပေမဲ့တရိတ်ဆန်တွေကို အသာပေးပြီးရေးသားထားတာကြောင့်ဝေဖန်မှုတွေရှိနိုင်ပါတယ်။ဒါ့အပြင်စာအုပ်ထဲမှာပါဝင်တဲ့လူမျိုးရေးခွဲခြားတဲ့အတုံးလုံးတွေနဲ့ပတ်သက်ပြီးလည်းဝေဖန်မှုတွေရှိပါတယ်။ ဒီစာအုပ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးသားခဲ့တာကြောင့်အဲ့ဒီခေတ်အခါရဲ့အခြေအနေတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကိုပြန်ချုပ်ရမယ်ဆိုရင်ခင်မင်မှုတစ္ဆာရှိမှုနဲ့စွန့်လွတ်အနစ်နာခံမှုတွေဟာဘလောက်အထိတန်ဖိုးကြီးတယ်ဆိုတာကိုတွေ့ရမှာပါ။ရှင်တန်ရက်တီရဲ့အတွက်စူးစမ်းတဲ့အခါတဘာဝတရားကိုလေးစားဖို့မိတ်ဆွေကောင်းတွေနဲ့အတူရှိနေဖို့ကလည်းလိုအပ်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လည်း job လို့တစ္ဆာရှိတဲ့မိတ်ဆွေတွေနဲ့ပေါင်းတင်ပြီးဘဝရဲ့စိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ဖို့တိုက်တွန်းခြင်းပါတယ်။တဘာဝတရားကိုလေ့လာစီပူပြီးကိုယ့်ရဲ့စွမ်းရည်တွေကို မြင့်တင်ကာခီးသွားခြင်းကနေတင်ယူစရာတွေရယူကြပါစို့။အခုပဲ Jog of the Bushfell စာအုပ်ကိုရှာဖတ်ပြီးစွန်းစားခန်းတွေနဲ့ပြည့်နှက်နေတဲ့ကဘာကိုရှာဖွေလိုက်ပါ